ားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့စတေဘက်ကွန်နေဘက်ကိုဗီဇာဈေးကွက်ချေလာနေဆိုတဲ့သတင်းနဲ့အတူဘက်ကွန်6000ကိုဥထားခဲ့တဲ့တရုတ်အမျိုးသမီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမဆုံးသတင်းတပုတ်အနေနဲ့စတေဘက်ကနေဘက်ကိုဗီဇာဈေးကွက်ချိန်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဗီဇာဟာနိုင်ငံတကာငွေကြေးလွှတ်ပြောင်းမှုတွေကိုအချိန်နဲ့တပြေးညီလှုပ်ဆောင်နိုင်ဖို့အတွက် USDC နဲ့ EURC တို့ကိုအသုံးချသွားမဲ့စတေဘက်ကွန်ပိုင်းလော့ project တစ်ခုကိုစတင်လိုက်ပါတယ်။ ဘဏ်နေနဲ့ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့နေဆက်ဖြတ်ကြောင်ွေပေးချေမှုတွေကိုစေဘကွန်နေတုံးပြီးလွှဲပြောင်းနိုင်ဖို့အတွက်ပိုင်လော့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်ဒီပိုင်လော့အတွက်ရွေးချယ်ထားတဲ့မိဖက်တွေအနေနဲ့စာကဲရဲ့ USDC နဲ့ EURC တွေကို prevented asset တွေအဖြစ်သုံးလို့ရနိုင်မှာဖြစ်တဲ့အပြင်ငွေပေးချေမှုတွေကိုချက်ချင်းဆိုသလိုလှုံ့ဆော်နိုင်အောင်အစီအစဉ်ပေးသွားမှာပါဒီပိုင်လော့အစီအစဉ်ဟာငွေကြေးသုံးစွဲမှုကိုနောက်တစ်ဆင့်မြင့်တင်ခြင်းနဲ့ဘဏ်တွေငွေလုံးဝင်ဆောင်မှုတွေနဲ့ဘဏ္ဍာရေးအဖွဲ့အစည်းတွေအတွက်ဒီဇိုင်းထုတ်ထားတာဖြစ်လို့ပုံမှန်ငွေကြေးတွေကိုနေရာအမျိုးမျိုးမှာပြန် န်ကျဲနေအောင်ထားမဲ့အစား user တွေအနေနဲ့ Visa ဒါရိုက်ထဲမှာ stable coin တွေထည့်ပြီးငွေအလွဲပြောင်းနေလို့လို့ရနိုင်စေမှာပါအထူးသဖြင့်တမယိုးကြပန်စနစ်တွေအလုံးမလုံးတဲ့ရုံးပိရက်တွေဒါမှမဟုတ်ညာဘက်တွေမှာကြိုက်တဲ့နေရာကြိုက်တဲ့စီကုံငွေလွှဲလို့ရနိုင်စေမှာပါအဓိကလုံးချင်တဲ့ပုံစံကတော့ဘန်တွေသုံးပြီးငွေလွှဲရတာကြာလို့မလွှဲချင်ဘူးခရစ်တိုသုံးပြီးငွေလွှဲဖို့ကိုလည်းမသုံးရဲမသုံးတတ်ဘူးဆိုသူတွေအတွက် Visa ကကြားထဲကနေဝန်ဆောင်မှုဝင်ပေးတဲ့သဘောပါပဲ ဗီဇာရဲ့အဆိုအရဒီနေ့ထိ stablecoin volume ဒေါ်လာ225မီလီယံကျော်ကို project လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ဒီပမာဏဟာသူတို့ရဲ့ daily data transaction volume ဒေါ်လာ60 trillion နဲ့နိုင်ချင်ရင်အနေငယ်သာရှိပါသေးတယ်။ဒါကြောင့် stable coin ဘက်ကိုဒီပိုင်းတော့အစီအစဉ်နဲ့တိုးချဲ့သွားဖို့စီစဉ်နေတာဖြစ်ပြီး Visa ရဲ့စံနှုန်းတွေနဲ့ကန်ကြီးတဲ့မိဖက်တွေကနေတစ်ဆင့်2026ခုနှစ်မှာတကဘာလုံးအတိုင်းအတာနဲ့ပုံပြီးကြည်ကြဲပြန့်ပြန့်အသုံးချလာနိုင်ဖို့မျှော်မှန်းထားပါတယ်။ Visa ဟာဒီနောက်ပိုင်းမှာ stable coin ဘက်ကိုအတော်လေးအာရုံစိုက်လာနေတာကိုတွေ့ရပြီးအလားအလာကောင်းတဲ့ဈေးကွက်ကြီးတစ်ခုအတွက်နေရာကျူးဥထားပုံပါပဲ နောက်တဲ့သတင်းတပုတ်အနေနဲ့ဘီကွန်6000တထောင်ကိုဥထားခဲ့တဲ့တရုတ်အမျိုးသမီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဘီကွန်6000တထောင်ကိုဥထားခဲ့တဲ့တရုတ်နိုင်ငံသူတအူးကတော့သူ့မှာအပြည့်ရှိချောင်းဝန်ခံလိုက်ပါပြီ။လူဥရာကရိုးရိုးဥရာမဟုတ်ပဲလူပေါင်း3,800စီကနေလိမ့်လည်လို့ရခဲ့တဲ့ငွေတွေကိုဘီကွန်ရဖြစ်ပြောင်းပြီးဥထားခဲ့တာပါ။ယာရီချန်လိုလည်းနာမည်ဝတ်သုံးထားတဲ့ဂျီမင်းချန်ဆိုသူတရုတ်အမျိုးသမီးဟာ လူသားပေါင်းသိန်းနဲ့ချီကိုလိန်လဲပြီးနောက်2018ခုနှစ်မှာတရုတ်နိုင်ငံကနေပြည်တင်ကိုထွက်ပြေးခဲ့ပြီးစံမြုံနေထိုင်ဖို့ကြိုးစားခဲ့ပါတယ်။သူရဲ့ခိုးရပါငွေတွေကိုလည်းဘစ်ကွိုင်းတွေအပြည့်ပြောင်းလိုက်ခဲ့ပေမယ့်2018ခုနှစ်နဲ့2021ခုနှစ်ကြားမှာတော့ရဲတဖွဲ့ရဲ့စုံစမ်းမှုတွေကြားမှာချန်ရဲ့ဘစ်ကွိုင်းပေါင်း6000တထောင်အထိသိမ်းဆဲခံခဲ့ရပါတယ်။ချန်ကတော့ဒီကိစ္စတွေဟာသူနဲ့မသက်ဆိုင်ကြောင်းတောက်လျှောက်ညင်းဆိုပြီးအပြစ်မဝင်ခံခဲ့ပေမဲ့အခုတော့ဝင်ခံလိုက်ရပြီဖြစ်တယ်လို့သူရဲ့ဒေါ်လာ7ဘီလီယံပို့ဘစ်ကွိုင်းတွေကိုလည်းလက်ရှိမှာအစိုးရကတင်ဆက်လိုက်ပါပြီ။ လိန်လိုက်ခံရသူတွေကိုပြန်ရောက်ပေးဖို့ရရှိနေပေမဲ့အလိန်ခံရသူတွေဟုတ်မဟုတ်အတီးပြုတ်ဖို့ကတော့ process တွေအစင်းစင်းနဲ့ရှုပ်ထွေးနေအောင်ပါပါ၂၀20ပိုင်းခုနှစ်တွင်မှာ Bitcoin ကိုငွေကြေးခွာချဖို့တွေနဲ့ Cyber ရာဇဝတ်မှုတွေမှာအတော်လေးအတုံးချနေခဲ့ကြသလို အခုခြံလိုမျိုးခိုးရပါငွေတွေကိုဘစ်ကွိုင်းပြောင်းပြီးရေယုံကြီးကြီးတင်ခဲ့ကြတဲ့အထီကိုဖြစ်ခဲ့တာပါ။ဒါပေမဲ့ဒီဘက်ခေတ်လို့ဥပဒေတွင်ကျေလာချိန်မှာတော့ဒီလိုကိစ္စတွေကိုနောက်ဆုံးပြန်လိုက်ပြီးအရေးယူတာတွေရှိလာပြီးဖြစ်လို့ကောင်းတဲ့အရေးတစ်ခုပါပဲ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တည်တင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။